ရှိဘူးကိုကိုရိုင်းကလည်းအရင်တော့အကြိုက်ခဲ့တယ်နောက်တစ်ခါအော်စတုဒိတာလို့ပြောရရင်တော့မြန်မာထမင်းဟင်းကျွေးကြတာများတာပေါ့နော်အဲ့တော့စတုဒိတာကျွေးတဲ့လူအများဆိုရလဲမြန်မာထမင်းကျွေးတော့ဒါတော့လေသူတို့စားနေကြဖြစ်မယ်လို့ကစဉ်းစားမိတယ်လေဟိုစားနေကြဖြစ်မယ်ပေါ့နော်စတုဒိတာဆိုရင်မြန်မာထမင်းကျွေးတယ်ဒါပေမဲ့ဝသားတို့ထို့ကြတော့ မကျွေးဘူးပေါ့နော်ဝသားတို့ကလည်းအခုအဲ့အမအခုမှကျွေးရဆိုသူတို့ရောင်းတာတခြားကို300တန်းတယ်တခြားကို300တန်းဆိုတော့အမတို့ကအနည်းဆုံးမထည့်ပေးဘူးဆိုရင်အခက်20လောက်ထည့်ပေးတယ်ဆိုတော့ကိုယ့်အကိုဝယ်စားဖို့ဆိုရင်လည်း6000 9000ကျတော့မလွယ်ဘူးလေဆိုတော့အမကအဲ့တော့အဲ့ဒါလေးဝဝလေးလေးစားစီခြင်းလားဟိုဝသားတို့တို့ကျတော့လူတော်တော်များများ ကြိုက်ကြရပေါ့နော်အဲ့တော့ဝသားမစားတဲ့လူအတွက်လည်းမတော်ကြာဆန်းကြောထမင်းအဲ့ဒါတွေပါလာပေးတယ်ပေါ့နော်အဲအဲ့ဒါတော့အဓိကတခြားရွယ်ချက်ထက်အဲကိုကြိုက်တဲ့အစားစရာပေါ့နော်ကိုလည်းအင်းကစားကြိုက်ခဲ့တယ်ဒါပေမဲ့ဝသားတို့တို့ကျတော့တာမန်ပေါ့နော်တာမန်ဒီလက်လုံးလက်စားအတွက်ကျတော့လည်းဈေးများတယ်မဝန်ထမ်းဘွားတို့ကတော့ကိုတော့သောသုံးချောင်းလေးစားလိုက်လေးချောင်းလေးစားလိုက်ဆိုတော့အဲအဲ့လိုမျိုးမဖြစ်စေချင်ဘူးတဝစားစေချင်တာအဲ့နဲ့မှားဟာဆိုပြီးတော့ဝသားတို့တို့ကိုလည်း အာအခုမတော်ဆိုင်6ဆိုင်သာအဲ့လိုတစ်ခါတည်းလှုပ်ထားတာဒီနေ့အလူပွဲကတော့အမမွေးနေ့ဆိုရင်အများအားအလူပွဲကတော့လုံးနေကြပါပဲဒါပေမဲ့ အဒီနေ့ဒီမွေးနေ့မတိုင်ခင်လေးမှာတော့မဘာလေးတွေ့လဲဆိုတော့ post လေးတစ်ခုတွေ့လိုက်တယ်ပေါ့နော်ဒီကုန်တင်ကုန်ချအလုံသမားတွေရဲ့သူတို့ရဲ့ဘဝပေါ့နော်သူတို့သူတို့အခက်အခဲလေးတွေကိုရေးထားတဲ့ဟာလေးကိုမှတွေ့လိုက်တယ်တွေ့လိုက်တဲ့အခါကျတော့လေအရင်နှစ်ကလည်းမှ study ဓာတ်ရောတွေ့တယ်အဲ့ဒီစီမံဝန်ထမ်းတွေတို့ပါတော့အများကြီးတွေ့တယ်ဒါပေမဲ့ဒီနေ့မှာအဲ့ဒီအဲ့ဒီပေါ့နော်ဒီကုန်တင်ကုန်ချလုပ်သားတွေကိုမှတွေ့ချင်တာအဲကျွေးချင်တဲ့အခါကျတော့အဲဗမာရှိမလဲဆိုဒီဘိုးထောင်စိတ်ကမ်းမှာရှိမယ်ပေါ့နော်ဘိုးထောင်စိတ်ကမ်းမှာရှိမယ်နော် အမားတို့ကတွေးဖြစ်တယ်လေဒီခုနကကုန်ထိန်ကုန်ချလုပ်သားတွေကသူတို့ကဒီဟိုဆန်အိတ်ဒိတ်ထမ်းမှာ200ကျော်ရတယ်ပေါ့နော်200ကျော်ရတယ်ဆိုတော့အဲကိုချင်းစာဖြစ်တယ်ကိုလဲဝန်ထမ်းဘွားတုံးကဆိုရင်မတို့ချိုးချံထွေတာရတာပေါ့နော်စားကျင်တဲ့ဟာကိုဟိုဘဘလေးလေးစားဖို့ချိုးချံထွေတာရတယ်စားကျင်တဲ့အရာကိုအမားတို့စားဖို့ထွေတာရတယ်ထွေတာရတဲ့အခါကျတော့ဟိုလေ အမဝသားတို့တို့အမလည်းဝသားတို့တို့ကြိုက်တယ်လူပေါ့နော်အရင်တော့ဆိုရင်အဲခုသာဝသားရှောင်လိုက်တာဝသားတို့တို့ကြိုက်တော့ဆိုရင်အမကအရန်စားကျင်တော့တခါလေးကြိုက်လေအာသာကြီးလေး၃ချောင်းလောက်လေးသွားစားတာတို့၅ချောင်းလောက်လေးသွားစားတာဖြစ်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးအမလူတွေလည်းရှိမယ်လို့ထင်တယ်ကွာဘာလို့ဆိုငဲခွဲရတာတွေတားများတာကိုကလေးတွဲငဲခွဲရတယ်မိဘတွဲငဲခွဲရတယ်အိမ်တွက်မိသားစုတွဲငဲငဲခွဲရတဲ့အခါမှာကိုကိုကိုတွဲဆိုတာကလေတကယ်အလုံးလုံးနေတဲ့လူတွေက ပင်လန်းပင်ပန်းနေကွာနောက်နောက်တစ်ခါကျတော့ဟိုမတို့အဲချိုးချံချွေထားတဲ့အခါကျတော့အစာရေစာအဟာရမလုံလောက်ဘူးပေါ့နော်အစာရေစာအဟာရပြင်နောက်တစ်ခါမတို့မှာစိတ်အဟာရဆိုတာလည်းလိုသေးတယ်တခါလေအရန်စားခြင်းတဲ့အရာကိုစားလိုက်ရရင်စိတ်ထဲမှာ ိတ်အဟာရပါပြည့်သွားတဲ့အခါကျတော့အားရရအလိုလိုပြည့်လာတယ်ဆိုတော့အမကအဲ့ဒါလေးကိုကျွေးကျင်တယ်ကျွေးကျင်လို့အမကဒါလေးကိုအမျိုးသားကိုပြောဖြစ်တယ်ပေါ့နော်ဟဲ့ဒါလေးကိုကျွေးကျင်လိုက်တာဆိုတော့အမျိုးသားကကျွေးလေတယ်ဘလို့ကျွေးမလဲဝသားတို့တို့ရဲ့ဝသားကြဆန်ပေါ့နော်ဝသားတို့ရဲ့ကြဆန်နောက်တစ်ခါချုပ်ကြလဲထမင်းစားမဝါတယ်လို့ရှိတာ哦အဲ့တော့တို့ကြတော့လဲကာယလို့သားဖြစ်တဲ့အတွက်ထမင်းပေါ့နော်ထမင်းဆိုလဲအမတို့အိမ်မှာပဲချက်တာ ည2နာရီတည်းကနေထချက်ကြရတယ်အိမ်ကကလေးတွေရောဝန်ထမ်းတွေရောအများကြီးပေါင်းပြီးတော့ချက်ရတာဆိုတော့ဒီလူရနဲ့ချီစာပေါ့နော်အဲဝသားတို့တို့ဆိုလဲအမကအခုဒါစိုင်6ဆိုင်စာစိုင်6ဆိုင်စာမှာပြီးကျွေးတာဝသားတို့တို့ကိုအတဆိုင်စာဆိုတော့တော်တော်စားရတာလေအဆိုင်မောင်း6ဆိုင်စာဆိုတော့ဟိုမနေလဲမနေဘူးပေါ့နော်နောက်ကြာစံကြော်လည်းအများကြီးမလောက်ထားတယ်ထမင်းတို့ဆိုလဲအများကြီးပဲဆိုတော့အားရပါရလဲ ကျွေးရတယ်ပေါ့နော်ဟုတ်အမနောက်တစ်ခုကကြတော့လေလွန်ခဲ့တဲ့နှစ်နှစ်ခရဲကအမလုပ်ခဲ့တာလေးရှိတယ်အဲ့ဘာလဲဆိုစေမင်းဝန်ထမ်းနေမှာအမစတုဒီတာသွားကျွေးတဲ့အခါကျတော့သူတို့ဘဝမှာလေကိတ်မခွဲဘူးမွေးနေ့ကိတ်ဆိုတာမခွဲဘူးပေါ့နော်အဲ့တော့အဲ့ဒီမွေးနေ့ကိတ်ခွဲတဲ့ရတာလေးကိုလေအမပြန်ပေးခြင်းတယ်အဲ့လုံကလေအမမွေးနေ့ကိတ်ကိုစေမင်းဝန်ထမ်းနေလေတူတူခွဲတော့လေအားပြောကြတာဘဝမှာမွေးနေ့ကိတ်မခွဲဘူးဆိုတော့လေအဲ့အဲ့ကိတ်မုံကြီးနဲ့မွေးနေ့ကိတ်ခွဲတာလေဒါပေမဲ့အဲ့တော့အမမေ့နေတာ မနေ့ကညမနေ့ကည6နာရီ9နာရီလောက်မှအမတတိယတယ်တတိယဟဲ့မွေးနေ့ကိတ်မစီစင်ရသေးဘူးပေါ့နော်မစီစင်ရသေးဘူးတို့တို့လည်းအဲ့လိုမျိုးလေးခွဲပေးစေချင်တယ်အမခွဲတာအထက်ပေါ့နော်အဲ့မွေးနေ့ရှင်ပေါ့အခုအမအမမန်တော့အမမွေးနေရနိုဘာမှာ2ရက်နေ့ အာနိုဝင်ဘာနေ့ရက်နေ့ဆိုပေမဲ့တို့ကပိတ်ရက်ဆိုရင်မရှိဘူးဆိုတော့အမဒီ31ရက်နေ့မှာအမကျွေးလိုက်တော့အောက်တိုဘာရဲ့နိုဝင်ဘာရဲ့နှစ်လပေါင်းမွေးတဲ့မွေးနေ့ရှင်တွေလည်းအမလုံပေးခြင်းနဲ့ဆိုတာနဲ့မနေ့ကအရက်ကူပါလူဝိုင်းမှာအဲ့ဒီအမဟိုအမရဲ့မောင်လေးညီမလေးတွေပေါ့နော်အဲ့ဒီအမခင်ရတဲ့မောင်လေးညီမလေးတွေကိုပြောတော့သူကလည်းလိုက်ပြီးစုံစမ်းပေးတယ်ညာရင်းကြီးကိုမနှက်ပြန်အတွက်ဒီလိုကိတ်မှုအကြီးရဖို့ကမလွယ်ဘူးလေအဲ့နောက်ဆုံးကျတော့ ကြော်ကြော်နဲ့အမြန်လို့ကသားတို့သွားပေးမယ်ဆိုပြီးသူတို့က SA Bakery ကိုသွားပေးတယ်သွားပေးပြီးတော့မမအိုင်လောက် size ဆိုရင်အဆင်ပြေလားပေါ့နော်မမတို့အခုဒီကတော့အမြန်လို့ရတာဆိုတော့နှစ်ပေ size ပဲရလိုက်တာပေါ့နော်နှစ်ပေကျော် size လေးရလိုက်တယ်အဲ့ဒါကိုလည်းအာအဆင်ပြေဆိုသူတို့ပဲအကုန်လုံးလုပ်သွားပြန်နောက်ဆုံးမပြန်ပတ်စံပြန်ပြီးတော့မရှိဘူးကြော်ကြော်နဲ့မြန်လို့ကမမဟိုတဲ့သားတို့အားတဲ့မွေးနေ့လက်ဆောင်ပေးချင်တာအားတဲ့ဘာပေးရမှန်းမသိတော့မမလည်းလိုချင်နေအောင်ဆိုအားနဲ့အားလေးပါပေးရဆိုအားလုံး စီစီကားကားလေးလည်းဖြစ်သွားတယ်သူတို့လည်းပဲလာပြီးတော့အကုန်လုံးဝိုင်းဝန်းလုပ်ပေးကြတယ်ရုံကကလေးတွေရောတက်ညီလက်ညီနေပေါ့နော်နောက်ဒီဒီပတ်ဝန်းကျင်ကပေါ့နော်ဝန်းနဲ့ဒီအလုပ်သမားချင်းချင်းလည်းကူညီပေးကြတယ်အမတွေ့တယ်ဟိုနောက်စနစ်တကျဖြစ်အောင်လို့ပေါ့နော်ဒီဖို့ထောင်ဖရားကအဲဒီလုံုံလေးတွေရောလာပြီးတော့လုပ်ပေးကြတယ်ရောအရန်ကျေးဇူးတင်ပါတယ်လို့ဝမ်းလဲဝမ်းသာပါတယ်အမတခါလေးကျဝသားတို့တို့ထမင်းနဲ့စားချင်တော့အမအဲ့လိုကမှဝသားတို့တို့တစ်ချောင်းမှ90လို့ပါလို့လေဒါပေမဲ့ကိုက ဲ့မှာတသားငယ်ငယ်လေးကိုကလဲရုံးကြတော့အရန်စားချင်အောင်မအမအမကနည်းနည်းနှမျောတတ်တယ်တဲ့မှာပါကက်စီနဲ့ပေါ့နော်မသုံးသင့်တဲ့ဟာကိုတိတ်မသုံးဘူးအဓိကအဲ့ကလေးမေဘဝတော့ငါဆင်တော့ကိုကိုကိုအထက် ကလေးရဲ့နိုဘူးက ready ဖြစ်နေဘူးကလိုတာ ਉਹ အဲ့တော့ကလေးနိုဘူးပြေနေဖို့ပဲအမအူစားပေးတဲ့အခါကျတော့ကိုယ့်ကိုစားချင်ရင်မှငါးချောင်းလောက်လေးကိုအဲ့ကိုကြွကြွလေးနဲ့ဆွဲပြီးအဲ့ဒီတော့မှထမင်းနဲ့စားရတာမျိုးလဲရှိခဲ့မှုတယ်ဆိုတော့ဒါကတော့ချိုးချယ်ချွေတာခဲ့ရတဲ့ လိုက်တောင်းอ่ะပေါ့เนาะအဲ့တော့ငါလိုလူမျိုးလည်းရှိမှာပဲဆိုအဝစားစီခြင်းတာအအဝလည်းစားရတယ်ဒါပျော်လဲပျော်နေရတာတွေ့တော့ကိုလည်းပီတိဖြစ်တာပေါ့เนาะအရင်ပျော်ကြတာပေါ့เนาะဟိုဒါမဲ့လေကျေးဇူးတင်စရာကောင်းတာစနစ်တကျလည်းတန်းစီကြတယ်နောက်ချင်ဆိုကိုကကိုလည်းထိန်းသွားကြတာလည်းရှိရဲ့ဒါမဲ့လည်းအဲ့လိုအနှောက်အယှက်လေးတွေလည်းတော့ကြုံတော့ကြုံရတာပေါ့เนาะအဲ့ဆိုလူအမျိုးမျိုးစိတ်အထွေထွေပေါ့ အာဒါမဲ့အများစုကပျော်နေကြတယ်နောက်ဆုံးကိတ်မုံလေးတော့လည်းအဲ့မွေးနေ့ရှင်တွေကလည်းအရန်ပျော်ကြတယ်နော်အဲ့ကိတ်မုံလေးတို့တော့မမတို့ကဘာပဲပြောကိတ်မုံကဒီလူအုံးနဲ့ဆိုတော့သေးတာပေါ့နော်ဟိုဘယ်တော့ပဲကိုကြည့်ရမှာမှာဆိုဒီလူအုံးနဲ့ဆိုသေးတယ်ဒါမဲ့အဲ့ကိတ်ကိုလည်းပဲသူတို့ဝမ်ဘတ်တာနဲ့လာစားကြတယ်လာယူကြတယ်အမားနဲ့အတူတူမွေးနေ့ကိုလည်းပျော်ပျော်ပွားပွားလုပ်ကြတဲ့အတွက်လေပျော်တယ်ဟိုပြည့်တဲ့အိုးတွေကိုထည့်လို့ရှန်သွားတာထက် အမကမပြည့်သေးတဲ့အိုးလေးတွေကိုဖြည့်ပေးရတာအမတို့အဲ့ဒါပီတီတခုပါဟုတ်ဘယ်လိုပီတီกว่าလဲဆိုတော့တမျိုးစီပါပဲအမအရှိန်အလူတွေတုံးကဆိုလဲပဲအဲ့ခုနကတော့လို့အာအမကဟိုအိမ်နောက်စု900စာဆန်လူတာတထောင်စာဆန်လူတာအာအမတို့တကုံစိတ်ကန်းတို့ဘာတို့မှနောက်တောင်တကုံတို့ဘာတို့မှနောက်လှိုင်းသားရွှေပြည်သားအဲ့မှလည်းပဲ အမအလှူတွေကိုဟိုစတုတီသားအလှူတွေလူ2000ထိကျွေးတာတွေပါတယ်အမလောက်ကူးတယ်တစ်နှစ်တစ်မျိုးပေါ့နော်ဟိုတစ်နှစ်ကဆိုလည်းပဲအမဟိုစေဘေးကန်းနေလှူတာအဆေးဘေးကန်းပေါ့ဂရိ20ဂရိ20ဆက်နဲ့အခမဲ့ဆေးဘေးကန်းနေလှူတာအဲ့အဲ့အဲ့ဒီအထိအမလောက်ကူးတယ်ဆိုတော့တမျိုးစီပေါ့ကိုယ့်ရဲ့မွေးနေ့တိုင်းကအကျိုးရှိနေစေချင်တာဆိုတော့အဲ့လိုမျိုးအကျိုးရှိခွင့်ရတယ်လေကျေးဇူးတင်တယ်အဲတခါလေကြာလဲအမဆန်အိတ်တွေဝေးတယ်ပေါ့နော်အဲဆိုတော့ အော်အရင်တော့ကတော့အမခုနကတော့လို့အဲဒီလိုအလှလဲလုပ်တယ်နောက်တစ်ခါအမပိတ်စေပေါင်းသိနေတယ်လဲမွေးနေ့ကြီးတွေလုပ်ခုပါတယ်ဒါပေမဲ့ဒီနေ့ကတော့အဲ့လိုမွေးနေ့တွေမလုပ်တော့ပဲねဒီမှာမမတို့ဗသားတို့တို့ကြည့်တယ်ပြီးလို့ရှိရင်အမအဲ၃ရက်နေ့ကြလို့ရှိရင်လဲအမရုံကကလေးတွေရုံကကလေးတွေအားလုံးအဲ့ခုနကတော့လို့အဝါစားသူတို့ကလည်းဗသားတို့တို့တအားကြိုက်တယ်ဆိုတော့အဝါစားစတူဒီတာနော်သူတို့ပျော်ဖို့ပေါ့နော်အမ unplug လေးတစ်ခု channel မှာပဲဒီတိုင်းရိုးရိုးလေးပဲစီစဉ်ထားတယ်ရင်းနေတဲ့လူလေးတွေဒီလောက်ပဲအဲ့ဆိုတော့ ဟိုအသက်ကြီးလာလို့လာတော့မသိဘူးမွေးနေ့စာကိုအေးအေးချမ်းချမ်းဖြတ်တန်းခြင်းလဲနော်ဟိုလေကိုကိုတိုင်းပြောရတာတည်းအများနဲ့ပြောရတဲ့အပျော်တွေပေါ့နော်သူများကကိုကြောင့်ပြောရတဲ့ပျော်ရွှင်မှုတွေကိုအမပို့ပြီးတော့စိုက်တက်လာတယ် တကယ်ပီတိဖြစ်စရာပါအမားတို့အာထမင်းနဲ့ဝသားတို့တို့စားရလူကစားတယ်ကြာစံနဲ့ဝသားတို့တို့စားရလူကစားတယ်နောက်တစ်ခါအမားတို့ထည့်ပေးလိုက်တာလေအများကြီးကိုဟင်းနေရတော့ပျော်လဲပျော်ကြရတယ်။ငါအာကလေးတွေကအစလေတခါလေကြာဟဲ့မတိုးချားနဲ့တို့အချင်းချင်းတော့တို့ပြန်ထိန်းသွားတယ်ပေါ့နော်။အာချစ်စရာကောင်းတဲ့ဓလေလေးပါ။အာနောက်အဲမိန်းကလေးတွေရောယောက်ျားလေးတွေရောအားလုံးဝိုင်းပြီးတော့ကူညီကြတော့ ီမှာမအလှလေးကအေးစစ်စစ်လေးနဲ့လည်းပြီးသွားတယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့လည်းကိတ်မှုခွဲတဲ့အချိန်မှာလည်းမတော့ဒီမောင်လေးကြတော့လည်းသူကအော်ပေးတယ်ပေါ့နော်အော်တိုဗန်နဲ့နိုဗမာမွေးလာရှင်မွေးလာမှာမွေးနေ့ရှိတဲ့လူလေးရှိရင်အဲလာခဲ့ပါဆိုအဲမားနဲ့တူတူကြပြော်ကြီးကိတ်မှုခွဲကြတယ်ပြီးတော့အဲကိတ်မှုနေယူကြတယ်အဲ့တော့အရန်ပြောကြကောင်းပါလေစီတယ်ဟိုရောင်းမလောက်ဝါသားတို့ထိုးတယ်လည်းရောင်းမလောက်ကိတ်မှုတယ်လည်းရောင်းမလောက် ကျေးဇူးများကြီးတင်ပါတယ်လို့အားလုံးဒီမွေးနေ့လေးပျော်စရာကောင်းဝိုင်းလှုပ်ပေးကြတဲ့အတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဟုတ်